အီရန်နိုင်ငံသားရဲ့ဝန်ကြီးအဘတ် အာရ်ချီကအမေရိကန်နဲ့ဆွေးနွေးမှုများမျက်မျက်ပြန်ဆောင်မယ့်ကိစ္စကိုပေးချလိုက်ပြီးအီရန်အားထက်မှန်တိုက်ခိုက်မှာမဟုတ်ဘူးဆိုတဲ့အာမခံချက်များဥစွာလိုအပ်လိမ့်မယ်လို့ဆိုပါတယ်။ CBS သတင်းဌာနရဲ့ညနေခင်းသတင်းအစီအစဉ်အင်တာဗျူးရမှာအာရ်ချီကိုမေးမြန်းခဲ့တဲ့မိကောမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့နျူကလ িয়ার ဆွေးနွေးမှုများကိုအစောဆုံးအနေနဲ့ရခုသတင်းပတ်ထဲမှာပြန်ဆနိုင်ကြောင်းပြောဆိုခဲ့တဲ့စကားနဲ့သက်ဆိုင်နေမိကောဖြစ်ပါတယ်။ စီးဆက်စနေတာတွေကိုဒီလောက်မြန်မြန်ပြန်ဆဖြစ်မယ်လို့မထင်ပါဘူးလို့အီရန်နိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ပြန်လည်ညှိနှိုင်းတာတွေလုပ်ဖို့ကျွန်တော်တို့ဆုံးဖြတ်တဲ့အခါကျွန်တော်တို့အနေနဲ့အရင်ဆုံးအာမခံချက်လိုအပ်ပါတယ်။စီရီနာရီလုံးနေတုံးမှာအမေရိကဟာကျွန်တော်တို့ကိုစည်ရေးတိုက်ခိုက်မှုနဲ့ပြင်းထန်ထားတာမျိုးမလုပ်ဘူးဆိုတဲ့အမခန့်ချက်ဖြစ်ပါတယ်လို့ RT ကပြောကြားခဲ့ပါတယ်။ အဲ့ဒါတွေအကုန်လုံးကိုထည့်စင်းစားတဲ့အခါကျွန်တော်တို့ဟာအချိန်များများလိုအပ်နေသေးပဲလို့ထင်ပါတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းတန်တမန်တကားပေါက်များကိုဘယ်တော့မှပိတ်ထားမှာမဟုတ်ဘူးလို့ဆိုပါတယ်။အီရန်ဟာတန့်စင်ထားတဲ့ယူရိနီယံထုတ်လုပ်မှုကိုလပိုင်းတွင်စတင်နိုင်ဝေယားရှိတယ်လို့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီအကြီးအကဲရာဖီဂရော့ဆိုရဲ့တုံးသက်ပြောဆိုချက်နဲ့ပတ်သက်ပြီးလဲအာရချီကိုမေးမြန်းခဲ့ပါတယ်။ တဦးတယောက်ကဘုံကျဲတက်ခိုက်တာတွေကနေယူရေနီယံတက်ဆင်မှုအတွက်နီးပညာနဲ့သိပ္ပံပညာတို့ကိုပြတ်သုံးသွားအောင်မလုပ်နိုင်ပါဘူးလို့အီရန်နိုင်ငံသားရေးဝန်ကြီးကဖြေကြားခဲ့ပါတယ်အကြေရေးများကျွန်တော်တို့ဘက်ကဒီဆန္ဒရှိနေမယ်ဆိုရင်ဒီလုပ်ငန်းနယ်ပယ်မှာတဖန်တိုးတက်မှုပြန်ရအောင်လုပ်ဖို့စိတ်ဆန္ဒဆိုတာတည်ရှိနေပါလိမ့်မယ်ကျွန်တော်တို့ကထိခိုက်ပျက်စီးသောတာတွေကိုမျက်မျက်ဆက်ဆက်ပြန်ပြပြီးဆုံးရှုံးသွားတဲ့ချင်းတွေကိုကာမိအောင်လုပ်မှာပါလို့ RG ကပြောကြားခဲ့ပါတယ်